ိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနဒုတိယဝင်ကြီးဦးပပိုးကျော်ဟာအေဘီလာ10ရက်နေ့မှာမကိုတိုင်းဒေသကြီးအုတ်တွင်းမြို့နယ်ရှိမန္တလေးငရင်ကြီးလှုပ်ခတ်မှုကြောင့်ရေသိုးရေလောင်တမန်ကြမ်းခိုင်မှုအခြေအနေနဲ့အထူးပျက်စီးခဲ့မှုကိုဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီးအထူးပျက်စီးခဲ့တဲ့နေရာများနဲ့ရေလောင်တမန်ရဲ့ပြောင်းလဲမှုအခြေအနေများကိုအမြင်မပြတ်အသေးစိတ်တိုင်းသာစောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ကြရန်အကြောင်းများဖြစ်ပေါ်ခဲ့ တဲ့နေရာများမှာဘူမိယူပဆိုင်ရာစစ်ဆေးမှုများပြုလုပ်ပြီးအ мян ဆုံးပြင်ဆင်နိုင်ရေးစီမံဆောင်ရွက်ကြရန်မှာကြားခဲ့ပါတယ်။ အဲဒီနောက်အုတ်တွင်းမြို့ဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအစည်းအဝေးခန့်မှမှာတက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများနဲ့တွေ့ဆုံပြီးအထူးကပျက်စီးခဲ့မှုကိုယာယီပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစိုက်ပျိုးရေးအ мян ဆုံးပြန်လည်ပေးဝေနိုင်ရေးနဲ့ပတ်သက်ပြီးဤပညာပိုင်းဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။